ဒီနေ့မှအတိတ်ထွက်ထားတဲ့ကွန်မနာဖလာကဘာတွေကောင်းလဲပြီးွားရင်သူ့ရဲ့စကေကဘယ်လိုတွေအသုံးမလိုရလဲဆိုတော့တော့ဒီဗီဒီယိုလေးထဲမှာကျွန်တော်တိကျရှင်းပြထားပါတယ်โอเคအဲ့လိုကျွန်တော်တို့ဗီဒီယိုလေးကျွန်တော်တို့စလိုက်ကြအောင်ဗျကွန်မနာဖလာကတော့မဂျစ်ချက်ဂိုးရဲ့ပထမဦးဆုံးတော့ခခိုးကက်၄ကက်ယူလို့ရတဲ့ကွန်မနာတစ်ကောင်ဖြစ်ပါတယ်ဘယ်လိုယူရမလဲဆိုရင်တော့ကွန်မနာဖလာရဲ့ဒီစကေးပစက်ကတပွဲလုံးမှာတခါပဲအသုံးမလိုရတာဖြစ်ပါတယ် ဘယ်အချိန်မှလဲဆိုရင်တော့ဒုတိယကုတ်ကူကဲယူတဲ့အချိန်မှအတုံးပြလို့ရတာဖြစ်ပါတယ်စကေး1စကေး1ဘတ်စစ်ကိုဘယ်အချိန်မှတုံးရမလဲဆိုရင်တော့ဒုတိယမြောက်ကုတ်ကူကဲယူတဲ့အချိန်မှတုံးလို့ရမှာ ဖြစ်ပါတယ်ဒုတိယမြောက်ကုတ်ကူကဲယူတဲ့အချိန်မှကျွန်တော်တို့ကနှစ်ကတ်တောင်ယူလို့ရမှာဖြစ်ပါတယ်စကေး2စကေး2ဘတ်စစ်ကဗာလဲဆိုရင်တော့ကျွန်တော်တို့ဒုတိယမြောက်ကုတ်ကူကဲမှာလာမဲ့အကြောင်းတွေပေါ်မူတည်ပြီးတော့ကွန်မန်ဒါ EAB ရရှိမှာဖြစ်ပါတယ်။ဒုတိယမြောက်ဂိုးကကအပြာရောင်ဆိုရင်တော့ EAB 18ရရှိမှာဖြစ်ပြီးတော့ခဲအောင်ဆိုရင်တော့ EAB 17အထိရရှိမှာဖြစ်ပါတယ်။အဝါရောင်ကက်ဆိုရင်တော့ EAB မပေးတော့ဘူးလို့တော့ထင်တယ်။ကျွန်တော်လည်းစမ်းကြည့်တာတခါမှအဝါကက်မရဘူးဆိုတော့ဘလို့မှလည်းစမ်းလို့မရဘူးဖြစ်နေတယ်။ Magic Crystal Roma ဆိုရင်တော့ Commoner Vala ရဲ့စကီကဘလို့အလုပ်လဲဆိုရင်တော့ ဗလာရဲ့စကေးဝမ်းပွင့်မယ်ဆိုရင်တော့ပထမအဆုံးမရွေးရတဲ့ round ရောက်လို့ရှိရင်ကျွန်တော်တို့ commander EAB 15ရရှိမှာဖြစ်ပါတယ်။ commander စကေးလူးပွင့်နေမယ်ဆိုရင်တော့နောက်ထပ် EAB 15ရရှိမှာဖြစ်ပါတယ်။ပြောချင်တာက commander Vala ကစကေးလူးဖြစ်မယ်ဆိုရင်တော့ပထမအဆုံးမရွေးရတဲ့ round ရောက်ရင် commander EAB 30အထိရရှိမှာဖြစ်ပါတယ်။ ကျွန်တော်အမြင်ကပြောမယ်ဆိုရင်တော့ကွန်မနာဗလာကတော့လာတဲ့ဂဂိုကပ်ပေါ်မူတည်ပြီးတော့ပွဲအပြောင်းလဲဖြစ်နိုင်တဲ့ကွန်မနာတကောင်လို့ထင်တယ်။ဒါသာလို့ရဲ့အမြင်ကတော့ဘယ်လိုထင်လဲ။ကျွန်တော်ရဲ့ဒီဗီရိုရဲ့ comment အောက်မှာမှတ်ခဲ့လို့ရပါတယ်။ Okay ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။အဆုံးထိကြည့်ပေးတဲ့တောင်ချင်းနိုင်ကိုကျေးဇူးများတင်ပါတယ်။ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်။